ိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premise Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲကြုံတော်ချက်အစီအစဉ်ဖြစ်ပါတယ် FIFA Club ကမ္ဘာဖလားပြိုင်ပွဲပွဲစဉ်ဖြစ်ပါတယ်ဒါ Real Madrid နဲ့ AC Milan တို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထုံးစံအတိုင်းကျွန်တော်ရဲ့ကိုရင်းထုံးကျွန်တော်ညီကိုတယောက်ကခံမဲ့သုံးသပ်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျာကိုရင်းထုံးရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Real နဲ့ AC လဲပေါ့နော်ကျွန်တော်ကြာတာပရိမနဲ့တနအီပွဲမှာကစားမှာပါအဲ့တော့ကျွန်တော်အစီအစဉ်ရဲ့ထုံးစံအတိုင်းပါပဲ Real ဘက်ကနေစပေးပါဦး အာနီးပြတဲ့ဇာပီလို့ဆိုတော့တွက်ကကြတော့ဒီပြိုင်ပွဲအားကြတော့ကစားသမားတွေအကြောင်းပိုသိအောင်လုပ်ရမယ်ပြိုင်ပွဲပေါ့နော်ဒီပြိုင်ပွဲမှာ real predator တွေတော်တော်များများကရော real thing ကိုတိုင်အောင်ဒီ club cup flag champion ဖြစ်ချင်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ flag ရသွားတာတဲ့ဇာပီလို့ဆိုတယောက်ဒီအသင်းရဲ့အထာပေါ့နော်ကစားသမားတွေအကြောင်းပိုပြီးတည်သွားတာမျိုးကျွန်တော်ဖြစ်စေချင်တယ်ဟုတ်ကဲ့ဒီမှာတို့ commercial မိသွားပြီဆိုတာနဲ့နောက်ရာလေးမှာဒီ real မထွက်အသင်းကိုကျွန်တော်မျှော်လင့်လို့ရတယ် နီးပါးအဆင့်နဲ့ချက်ချင်းသားကြဖို့ကလည်းလွယ်တော့မလွယ်ဘူးဟုတ်ပါဘူးဒါပေမဲ့ရီးရဲ့ကစားမားတွေကကဘာအဆင့်တွေဖြစ်တာကြောင့်ထင်ထားတာတည်းပို့ပြီးတော့မမြန်ဆန်ဆန်ပေါ့နော်အသားကျနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အလွန်ဆိုကလည်းဒီသူ့ရဲ့ပင်ကိုကစားခွက်ဖြစ်တဲ့3 back ကိုသူအဲ့အတမသွင်းမဲနဲ့42ကိုပဲအထိုင်ချဖို့သူစူးစမ်းတယ်ပေါ့နော်ဟုတ်ကဲ့ရီးရဲ့မထွက်တော့ကလည်းလက်ရှိမှာဒီကစားခွက်ကအပြစ်တင်ဆုံးပဲနီးပါးကောင်းတယောက်ဆိုတော့ကသူ့မှာဒီကစားခွက်နှစ်ခွက်သုံးခွက်လောက်တော့ရှိတဲ့တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲဒီနဲ့ live ဖက်ပြီးတော့သူကဒီ live ပြီးတော့သုံးတင်တယ်လို့ကျွန်တော်ကတော့ထင်တယ် ောက်တစ်ခုကကျတော့ဒီပွဲစဉ်မှာဒီအာနိုးရဲ့အမ်ဘာပေနဲ့ဗနီရှက်တို့ကြာဒီဒီလင့်ကိုကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်ဒီကအာနိုးလမ်းပေးရဲ့ဘောလုံးတွေပေါ့ဆိုက်ချင်းတာတွေပေါ့ဒါတွေကိုကျွန်တော်ကတော့မြင်နေတယ်ရီယယ်မက်ဒရစ်မှာဒါတွေကပျောက်ဆုံးနေတဲ့အရာတွေလို့ကျွန်တော်ကတော့မြင်နေပေါ့နော်နောက်တစ်ခုကျတော့အာတာကူလာပါလာမင်ရီယယ်မက်ဒရစ်ကင်းလေကစိတ်နေစိတ်လှုပ်ရှားကြတော့ကောင်းတယ်အာတာကူလာဟာဒီအလွန်ဆိုလက်ထက်မှာတောက်ပလာမင်လူငယ်ကစားမတယောက်လို့တော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဒါပေမဲ့တခုရှိတာကဒါပေမဲ့တခုရှိတာကကွဲလေအထိုင်ပြဿနာကိုဘယ်လိုရှင်းမလဲပေါ့နော်ဒါတော့ချက်တော့ကြည့်ရမယ် အာနိုကအသွင်းကိုဝင်ပြီးတော့ဒီတပည့် pivot ပုံစံမျိုးကစားမလားပေါ့နော်အဲ့လိုပုံစံလာပို့တော့ပို့ပြီးတော့များပါတယ်အလိုဆိုတော့ကကြတော့ဒီအုပ်စုတဲကအတင်းတွေကကစားကွက်ဆန်းလာပဲဖြစ်ဖြစ်ကစားမရေချင်းရပဲဖြစ်ဖြစ်ပေါ့နော်တို့တို့ကလုံလောက်တဲ့ပြိုင်ဘက်တွေလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အရန်လည်းမလွယ်သလိုအရန်လည်းမခတ်ဘူးဒီပွဲစဉ်မှာတယောက်ချင်းအရာပွဲဖြစ်ပို့ပြီးတော့ပြောင်းနိုင်စွမ်းရှိတယ် real madrid ဘက်မှာတော့အခွင့်အရေးပို့ပြီးရှိနေပါတယ်ဟုတ်ကဲ့ပါ real အသင်းကတော့ဒါပေါ့နော်ပုံစံအသင်းနီးပြအသင်းပေါ့ဗျာနောက်တစ်ခုကကျတော့ lower လို့ခေါ်ထားတဲ့ကစားသမားအသစ်တွေနဲ့ ရီယဲတင်လို့ပဲကျွန်တော်တို့ပြောရမယ်။ဟုတ်ပါရဲ့။ဒဏ်ရာကတော့များနေတော့ပဲ။ဒါပေမဲ့ကစားမသစ်တွေဝင်လာတော့ဒီရာကတိတ်ပြီးတော့မသိတာတဲ့ပုံစံမျိုးဖြစ်နေတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ရီယဲပေါ့ဗျာ။ရီယဲဆိုမှတော့တောင်းဆိုမှုရှိမယ်ဒါကထုံးစံပဲ။အဲ့တော့ဘယ်လိုစမလဲ FIFA ကကမ္ဘာဖလားကိုအလွန်ဆိုနိုင်ပွဲလေးနဲ့စပေးဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေဖြစ်တယ်။အဲ့တော့ကျွန်တော်ကအလွန်ဆိုရဲ့လက်ထက်မှာကျွန်တော်ကဘယ်လို ထင်လဲဆိုတော့ပိုတည်ငြိမ်တဲ့ real ကိုကျွန်တော်တို့မြင်ရမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့အလွန်ဆိုက real ကွင်းနဲ့တည်ငြိမ်ဖို့အတွက်သူကဦးစားပေးပြင်မှာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးကျွန်တော်ဒီလိုမျိုးပြောခြင်းဖြစ်တယ်ပေါ့နော်။ဒါပြီးခဲ့တဲ့ရာသီက real သင်းဘာလို့မအောင်မြင်လဲ။ real သင်းကွင်းနဲ့အရင်အားနည်းချက်တွေရှိလို့မအောင်မြင်ဘူး။ဒါအတိတ်အကြီးပဲ။ဒါကိုအလွန်ဆိုကသိတယ်။အလွန်ဆိုကဒါကိုသိတဲ့အခါမှာတော့ဟန်ချက်ညီဖို့ ူပို့ပြီးတော့လှုပ်လာလိမ့်မယ်ကိုလည်းသာဟန်ချက်ညီနေမယ်ဆိုလို့ရှိရင်ဗျာတို့ရဲ့တိုက်စစ်မှာဘာပေလိုမျိုးကစားမှရှိတယ်အဲ့တော့ကိုရဖို့ဆိုတာဘာမှသိပြီးတော့ပူစရာမလိုဘူးဘာပေကိုကောင်းကောင်းထောက်ပံ့ပေးနိုင်မယ်ကိုလည်းပဲလိုတယ်ဒီနေရာမှာအလွန်ဆိုပြောထားသလိုပေါ့ကျွန်တော်တို့ဘယ်လင်ကန်ပေါ့အရင်ကလိုမျိုးတိုက်ဆက်လိုက်ပါမှုအားတော့နေဝါလိမ့်မယ်ဘယ်လင်ကန်ကိုပြောမယ်ဆိုလို့ရှိရင်ကွင်းလယ်မှာပို့ပြီးတော့မြင်ရနိုင်တယ်ကွင်းလယ်ကသူ့ရဲ့အားကိုကျွန်တော်တို့ပို့မြင်ရတဲ့ခါမှာတော့သူ့ရဲ့သွေးကိုနှုတ်တော့လျော်သွားလိမ့်မယ်ဒါပေမဲ့ကွင်းလယ်ကတော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်ကျွန်တော်ဒီလိုမြင်တယ်နောက်တစ်ခုကကျတော့ပြောမယ်ဆိုလို့ရှိရင်ဗောနော်ဒါလက်ရှိ real ကိုကျွန်တော်မြင်မိတဲ့အရာပေါ့ တယောက်ထဲနေခြုံထွက်နေရရင်များတယ်ဟုတ်ပါတယ်တယောက်ထဲနေခြုံထွက်နေတယ်ဘာပီဆိုလဲဘာပီဗီနီဆက်ဆိုလဲဗီနီဆက်ဘယ်လင်ဂန်ဆိုလဲဘယ်လင်ဂန်ပေါ့ဒီလိုအချင်းနေမျိုးရှိနေတဲ့အသင်းကဒီတစ်ခါမှတော့အလုံးစိုးလက်ထဲမှာတော့အသင်းလိုက်ဖြစ်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ကတော့ပြောမယ်ဆိုလို့ကျွန်တော် real thing လိုအပ်တာတွေကိုပေါ့ အလွန်ဆိုလွတ်ပြတ်နိုင်မယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ရာသီကလီဗာပူးစနေတော့ထင်သလောက်မဟုတ်ခဲ့ဘူးဆိုပေမဲ့အလွန်ဆိုကတော့ယုံကြည်တယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အာရှကလပ်ပေါ့နော်ဒါအဲဟီလေပဲလေးသွားချင်တယ်ပြပြပေးပါဦးကလပ်ကပါဖလားကြောင့်ဖွင့်လိုက်တဲ့ဒီအပြောင်းရှေ့ဈေးကွက်မှာပေါ့နော်အလုံးလုံးဆုံးအတင်းကတော့အဲဟီလေပဲဟုတ်ကဲ့ဥရောပအတင်းကြီးနေတဲ့သူအဲဟီလေရဲ့တင်းနေတာတစ်ကိုပြေးနေရတာပေါ့နော်ဟုတ်ကဲ့အဲဟီလေဘက်ကကြည့်မယ်ဆိုရင်ဒီလိုမျိုးစူးစမ်းတာကဖြစ်တဲ့အနာကမတေကြတဲ့အရေးတွင်းပြင်ကစားသမားတွေကိုသူတို့တင်းရငွေတက်နိုင်လို့ ငွေပုံပေးပြီးကမ်းလှမ်းတာမှန်တယ်ဗျာဟုတ်ကဲ့ကစားသမားတွေလာတာမလာတာတပိုင်းဟုတ်ကဲ့သူတို့စူးစမ်းခဲ့တဲ့ဘလူးနိုတို့အိုစီမန်တို့ဒီကစားသမားတွေကြာသွားပြီဆိုရင်ဒီအသင်းကအားရှမှာဆင်းပြီးသွားပြီဟုတ်ပါဘူးဒါမျိုးလေးတော့ရှိရပါတော့ဒီကလပ်ကပဖလားမှာလေအဲဒီလေအသင်းကအနေအထားတစ်ခုလောက်တိကိုမျောလင့်နေတဲ့ပုံစံမှာရှိရဒီဖလားရဖို့များဖို့တဲ့ဒီကတော့ quarter လောက်တိတော့သူမျောထားမဲ့ပုံစံမှာရှိရပါတော့နောက်တစ်ခုကကျတော့နီးပြအင်ဇာကီကိုခန့်လိုက်တာလို့ကျွန်တော်သဘောကျတယ်ပါတော့ အတင်းတင်းကခုတက်ပို့ပြီးနောက်တစ်ဆင့်မြင့်နေတယ်ဆိုရင်ဒီကစားသမားတွေခေါ်ယူလာတဲ့ဆိုင်ဒီစနစ်ပိုင်းနီးပြောင်ပိုင်းကိုမြင့်တင်ဖို့ကအရေးကြီးတယ်ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပါဟုတ်ကဲ့အင်းစာကီလိုနီးပြန်ဖို့ရတာကလည်းအဲ့ဒီလေအတွက် frame တစ်ခုချဖို့အတွက်အဆင်ပြေသွားနိုင်ပါတယ်အဲ့ဒီလေရဲ့လက်ရှိလူစီးရင်းကကြတော့ဒီကွန်းလေကိုကြည့်မယ်ဆိုရင်ဒီမီလန်ကိုဗစ်ဆာဗစ်တို့ရူဗင်နီးပတ်အထိုင်ပေါ့အဲ့ကွန်းလေအထိုင်က real ကွန်းလေကိုတော့ live ကစားလို့တော့ရတယ်ဟုတ်ပါတယ်ခါစစ်မှာဆိုလေကူလီပါလီတို့လိုတီတို့ရှိမယ်ဟုတ်ပါတယ်တက်စစ်မှာဆိုမီဆိုဗစ်တို့မိုက်ကွန်ပေါ့နော် ပြောရမယ်ဆိုရင်နေရာလိုက်မှာသူ့အနေနဲ့သူလူကောင်းလေးတွေရှိနေတာကတကယ်တကယ်ခံကစားရပြီဆိုရင်ဒါကခံပြီးခံရမယ်ဆိုတာအဆင်ပြေနိုင်တယ်ပေါ့နော်အဲ့ဒီလည်းဘက်မှာကြည့်မယ်ဆိုကစားမအင်အားလည်းမစိုးဘူးဒီပြောပိုင်းကလည်းအင်စာကြီးဥဆောင်လာမှာဆိုတိတ်ပြီးတော့အရင်တော့ပြက်လိုက်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဆင်နှန်းတစ်ခုမှရှိရလို့ကျွန်တော်မြင်တယ်ဒီပွဲစဉ်မှာကျွန်တော် real မထွက်တော့အဲ့ဒီလည်းကပြန်ပြန်ကောင်းဖြစ်လာနိုင်မယ်လို့ ဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့အမြင်တူကြရလို့ပြောလို့ရပါတယ်ဗောနောဒါအဲဟီလေအသင်းဗျာဒီပြိုင်ပွဲအတွက်ထိတ်တန်းကစားသမားတွေခေါ်ခြင်းလဲဒါပေမဲ့တယောက်မှတော့ဖြစ်မလာဘူးဒါပေမဲ့လည်းတို့အကောင်းဆုံးစ조사ခဲ့တယ်ဗောဒါပေမဲ့ဒီလိုဆိုတိုင်းလဲကျွန်တော်အဲဟီလေအစုဘက်ကိုသွားပြီးတော့ short ွက်လို့မရဘူးအဲဟီလေအစုဘက်က real ကိုရှင်းနိုင်စွမ်းရှိတယ် real စီကနေပြီးတော့ရမှတ်ခွဲယူနိုင်စွမ်းရှိတယ်အဲဟီလေအသင်းရဲ့ပြီးွားတဲ့ပွဲတွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာအခြေစွမ်းတည်ငြိမ်တဲ့အသင်းဆိုတာတွေ့ရသလိုဂိုးသွင်းရကောင်းတဲ့အသင်းဆိုတာလည်းတွေ့ရတယ်နောက်တစ်ခုကအာရှရဲ့ထိပ်သီးကလပ်အသင်းဖြစ်တယ်ဒီပြားကလည်းအင်ဇာဂီဖြစ်သွားပြီဗောနောအင်ဇာဂီကလည်းသူအဲဟီလေအသင်းဒီ ပြဖြစ်ဖြစ်ချင်းပါဒီဘွဲမှာသူရီးရဲနဲ့ရလက်ကောင်းမှုသူတော်တော်လေးပြင်ဆင်လာမှာပဲအသင်းရဲ့ကစားမပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လေဘိုနူတို့ကူလီဘလီတို့လိုဒီတို့နီဘတ်တို့မီလင်ကိုဗစ်မီထရိုဗစ်တို့ဆိုတာအထိုင်ကြပေးတာဟုတ်ပါအဲ့တော့သူတို့ကအထိုင်ကြပေးတာဒါပေမဲ့သူတို့နဲ့ရင်ဆိုင်ရမယ့်ရီးရဲကအခုမှအထိုင်ကျဖို့ကြိုးစားနေတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အဲဟီလေကဒီဘွဲမှာတော်တော်လေးတော့သူတို့ကောင်းကောင်းမွန်မွန်လေးကစားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်လို့ရတယ်နောက်တစ်ခုကကျတော့ရီးရဲနဲ့တွေ့လာတဲ့ကွယ်ဗျာအာရှရဲ့အကောင်ဆုံးအသင်းသင်းပေါ့ရီးရဲနဲ့တွေ့လာတယ်ဘာလို့မလဲ အာယုံဆိုင်မှုရအောင်ပုံမှန်ထက်ပို့ပြီးတော့စူးစမ်းကြတာဒီဘိုင်းတွေလည်းရှိတာနိုင်တယ်အဲ့တော့ဒီပွဲစံမှာကကျွန်တော်တို့ကကြည့်ရမှာကအဟီလေကရီယိုကိုဘယ်လောက်ထိအဆင်မပြေဖြစ်အောင်လုပ်နိုင်မလဲဆိုတာကိုကြည့်ရမယ်ကိုရဲတထုံးပြောသွားသူလိုမျိုးပဲပြိုင်ဘက်ကောင်းဖြစ်လာမယ်လို့ယုံကြည်တယ်ပြောမှဆိုလို့ကျွန်တော်ပွဲကောင်းတပွဲပေါ့ဒါပေမဲ့ကျွန်တော်ပြောမှဆိုလို့ဒါ FIFA Club ကဘာဘလာမလဲလေခွာချချက်လေးတွေများတယ်ဒီပွဲကတော့ပွဲကောင်းတပွဲပုံစံနဲ့ဖြစ်လာမယ်လို့ကျွန်တော်ကတော့မြင်တယ်ပြောမှဆိုလို့ကျွန်တော်အဟီလေအသင်းပေါ့ရှောင်းရင်ရှောင်းသွားမယ် ဒါပေမဲ့ကောင်းကောင်းမွန်မွန်နဲ့တော့ကစားနိုင်မဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့လိုကျွန်တော်မြင်မိပါတယ်ကဲဒါဆိုလို့ရှင်တော့ Real နဲ့ Ahile ရဲ့ခါပေါ့ကိုရက်ကခံမနေပဲသွားချင်တယ်ခံမပေးပါဦးဒီပွဲစဉ်ကတော့ဘယ်လိုပြောရမလဲဒီ Ahile ဘက်ကလည်းခံပြီးကစားမယ် Real Madrid ဘက်ကလည်းဖြီးပြီးကစားရင်းနဲ့ ဒီလိုပြောရမယ်ကိုရောက်ဖို့တော့ခက်နေမယ်ဒါပေမဲ့ကိုရောက်သွားပြီဆိုတော့လေစက်တိုက်ပုံစံမျိုးတော့သွားမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ရီယယ်မက်ဒရစ်နဲ့အဲဒီတဲ့အတင်းကို3ဂိုး2ဂိုးဆိုရလဲနဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီပွဲမှာနည်းနည်းချင်းမြောင်းတဲ့ရလက်ဖြစ်မယ်လို့ထင်တယ်ချင်းမြောင်းတဲ့ရလက်ဆိုတော့ရီယယ်နိုင်မယ်ပေါ့တဘိုးအတာလောက်နဲ့ပဲနိုင်မယ်လို့ကျွန်တော်ကထင်တယ်အနိုင်တော့ဆိုလို့ရှင်တော့တူတူပါပဲရီယယ်ရွေးပါတယ်ရီယယ်ကအဲဒီလေကိုဒါ2ဂိုး2ဂိုးနဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ် ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ညီကိုနှစ်ယောက်ပြောသွားတာကတော့ Riyan နဲ့ Ahilen တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာလည်းကျွန်တော်ညီကိုနှစ်ယောက်စလုံးကတော့ Riyan သင်းအနိုင်ရွေးထားပါတယ်။လက်တွေ့မှာဘယ်လိုဖြစ်မလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာပဲပေါ့နော်။ဒါအားသာအစီအစဉ်ခေါင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေပြီးတော့နှုတ်ဆက်လိုက်ရပါတယ်ဗျာ။